တို့တခုတည်းထားဖို့ရပါဒီယတနာမြတ်သုံးပါးကိုပူဇော်ကြတဲ့နေရာမှာပူပြီးတော့အကျိုးကျေးဇူးများဖို့အတွက်ကိုယ်စိတ်ထားကလေးကိုတဲ့မအောင်တော့ကျင်တတ်ဖို့လိုမယ်ပေါ့အဲ့ဒါကပါလေအနည်းချုပ်ပြောရရင်တော့ဘရလာဘကုလရှောင်ခြင်းဘရလာဘကုလရှောင်ခြင်းရှောင်ရမယ့်အရာ၃ခုနော်ဘုရားရှိခိုးတော့မယ်ဆိုတိုင်းအဲ့ဒါလေးရှိရမယ်ဘရဆိုတာဘာပြောအောင်ဆိုဘေးဒုက္ခတစ်ခုခုကနေလွတ်ဖို့ဆိုတဲ့စိတ်နဲ့ လုံးနဲ့တဲ့ဟုတ်လားလာဘဆိုတာတခုခုစီးပွားရေးတိုးတက်ခြင်းတို့တခုခုရကျင်တဲ့စိတ်ကြောင့်လည်းမလုံးနဲ့တဲ့ကုလဆိုတာကိုယ့်ရဲ့အမျိုးအနွယ်အဖေအမေဘိုးဘွားတွေလက်ထက်ကစားအစင်းဆက်ဒီလိုလှုပ်လာလို့ကိုယ်လည်းဒီလိုလှုပ်တာဆိုပြီးတော့ညံမပါဘဲနဲ့သူများလိုက်လှုပ်လို့လိုက်လှုပ်ရတဲ့အနေအထားမျိုးနဲ့အဖြစ်စီနေလို့ပြောအဲ့တော့အဓိကဘာလို့ဆိုလိုတာလဲတကယ်တန်ဖိုးရှိတယ်လို့နားလည်ပြီးတော့တန်ဖိုးရှိလို့မဟုတ်ကောအကျိုးကျေးဇူးတွေမရခဲ့ဘူးဆိုရင်တောင်မှ တန်ဖိုးကိုနားလည်ပြီးတော့တန်ဖိုးရှိလို့မဟုတ်ကိုမျက်နှိုးလွန်းလို့ကိုမျက်နှိုးတာပါဆိုရင်ဟာဒီရစိတ်ကပိုးပြီးတော့ဘာဖြစ်လို့အစွမ်းထက်မယ်ပေါ့နော်ပိုးပြီးတော့ဘာတော့ဟောဖြူရှင်တဲ့တန့်ရှင်းတဲ့ပိုးပြီးတော့ကောင်းမှုဟာမြင့်မြတ်သွားတယ်